ထိုင်းနိုင်ငံတောင်ပိုင်းဖန်ကားခရိုင်မှာဒီကနေ့ဧပြီလ22ရက်နေ့မှာကြာရောက်တဲ့ကဘာမီနေ့အတွက်အပင်ဆိုင်တာနဲ့မိုက်ကောက်တာတွေပြုလုပ်ခဲ့ပါတယ်။ဖန်ကားခရိုင်တကောပါမြို့နယ်အတွင်းမှာရှိတဲ့ဗန်ဇက်ကန်ကြီးမှာပြုလုပ်ခဲ့တာပါ။ထိုင်း DMC ရတဘာဝပဝင်းရှင်ထိမ့်သိမ်းမှုနဲ့အဖွဲ့ကစီစဉ်မှုနဲ့ထိုင်းတတော်အဖွဲ့တွေခီးတွားဟိုတယ်လုပ်ငန်းတွေဒေတာတွင်တာဝန်ရှိသူတွေနဲ့ပညာရေးနဲ့ပုံမျိုးတူတဲ့ Foundation FED ကတဘာဝပဝင်းရှင်ထိမ့်သိမ်းရေးအဖွဲ့လည်းပါဝင်ခဲ့ပါတယ်။ ဓာတိဥရုပြောင်းလဲမှုကြောင့်တဘာဝပတ်ဝန်းကျင်ပျက်စီးယူရင်းလာတာကိုဗာမီနေ့မှာသတိပြုသင့်တယ်လို့ FED ဒေါ်အပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကပြောပါတယ်တဘောပဝင်းကျင်ပျက်စီးယူရင်လာတာကိုမထိန်းနိုင်ရင်လူသားတွေပဲထိခိုက်မှုခံရမယ်လို့သူကပြောပါတယ်။ချိန်မှမှကျွန်တော်တို့ကအာဒီတဘောပဝင်းကျင်ယူရင်းနေအောင်မထိန်းသိမ်းနိုင်ဘူးဆိုရင်နောက်ထပ်နောက်ထပ်နှစ်တွေမှာဆိုရင်အာဒီထက်မကတဲ့အာနှုံးထားတွေနဲ့ပေါ့နော်။ဒီပြောင်းလဲမှုတွေကအာဖြစ်လာမယ်။အဲ့ဒီရာသီဥတုပြောင်းလဲမှုတွေဖြစ်လာတာနဲ့အမြာ ဲ့ဒီရာသီဥတုပြောင်းလဲမှုတွေကနေပြီးလူသားတွေကိုပဲပြန်ပြီးတော့အထိခိုက်စေမှာဖြစ်ပါတယ်ဥပမာအားဖြင့်ကျန်းမာရေးနဲ့ပတ်သက်တဲ့အဲထိခိုက်မှုတွေနောက်စီးပွားရေးနဲ့ပတ်သက်တဲ့ထိခိုက်မှုတွေတခြားပေါ့နော်ဒီတဘောင်ဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ထိခိုက်မှုတွေကလူသားတွေပေါ့ပဲကြောက်ရွံ့လာမှာဖြစ်ပါတယ်အားကြောင့်မလို့လူသားတွေကပဲဒီဟာကိုတဘောင်ပုံကျင်းရိုရင်းပျက်စီးနေတာကိုပြန်လည်ထိန်းသိမ်းရမှာဖြစ်ပါတယ်ဘာမီနီကိုနှစ်စဉ်နှစ်တိုင်းဧပြီလ22ရက်နေ့မှာကျင်းပလေးရှိပါတယ် တစ်ကမ္ဘာလုံးတိုင်းတာအနေနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာတရုတ်ပြပွဲတွေကျင်းပတာပါဒီနှစ်ကမ္ဘာမြေနေ့ရဲ့ဆောင်ပုဒ်ကတော့ Our Power Our Planet ငါတို့စွမ်းအားငါတို့ကမ္ဘာမြေလို့ပြထားပါတယ်ပလတ်စတစ်သုံးဆောင်တွေရှော့ချဖို့ရေကိုထိန်းသိမ်းပြီးအသုံးပြုဖို့ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေကအသိပေးထားပါတယ်ထိုင်းနိုင်ငံတောင်ပိုင်းဖန်ကားခရိုင်တကောပါမြို့နယ်မှာလည်းကမ္ဘာမြေနေ့ကိုပါဝင်ကျင်းပခဲ့တာလည်းဖြစ်ပါတယ်